အိမ်ချမ်းမဲကတော့နေလို့ငှားလို့ရပါတယ်တဲ့ငှားတော့ဝင်ငွေရတယ်တဲ့ကြာတော့ဈေးလက်တတ်တာပေါ့တဲ့အမှန်နဲ့ကျွန်တော်တို့အဓိကစုဆောင်းလို့ရတဲ့နေရာမှာဆိုရင်အဓိကပြောမယ်ဆိုရင်ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးနေရာမှာဆိုရင်ပါတဲ့ချက်လေးတွေပေါ့ရွှေရှိမယ်အိမ်ချမ်းမေရှိမယ်ဒေါ်လာရှိမယ်ကားရှိမယ်စသည်ဖြစ်ပေါ့ရွှေကြတော့လည်းအခုကျွန်တော်တို့အယောင်းဝယ်လောက်ရတာဝယ်လို့ခတ်နေတယ်အဲဝယ်လို့မလွယ်ဘူးပေါ့နော်ဒီလိုလေးရှိတယ်အခုချိန်မှာကားကြတော့လည်းဈေးနှုန်းအပြောင်းလဲနေသွားတယ်သူကလည်းသူတော့သွားကြမှာပဲနော်နောက်တစ်ခုကဒေါ်လာ အတက်ကြဈေးရှိတယ်အိမ်ချမေကြတော့သူကဈေးကအေးအေးနဲ့မအေးတက်တယ်ဒီနှစ်ခုနဲ့သွားတာပြန်ကြတယ်ဆိုတာမရှိဘူးအဲ့တော့တချို့ကြတော့လဲတိုက်ခန်းနေကိုနိုးတွေဝယ်တယ်ကောင်းတယ်ဒါကြီးလဲဝယ်စုလို့ကောင်းတယ်နောက်တစ်ခုကဘာလဲဆိုရင်တိုက်ခန်းနေကိုနိုးတွေဝယ်ထားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့အငှားထားလို့ရတယ်နော်ငှားကတွေရတယ်နော်ဘရန်ဒယ်စသည်ဖြင့်အငှားကတွေရတဲ့ခါကျတော့ကိုယ့်ရဲ့အိမ်စိတ်အိမ်သုံးစိတ်တွေကိုယ့်ရဲ့အသုံးစိတ်တွေကာမိတယ်အဆင်ပြေတယ်နော်တစ်ချိန်ပြောင်းမယ်ဆိုလဲဈေးတက်တယ်ဒါဒီဒီကိုပြောတာဒီသဘောမျိုးပေါ့ အိမ်ချံခြံကြတော့ခြံမြေကြတော့ဒီလိုမျိုးသွားတယ်ခြံမြေကြတော့ချို့ဆိုရင်ဧကကွက်လိုက်တွေဝယ်ထားတယ်ဥမာဥယျာဉ်ခြံမြေဧကကွက်ကြီးတွေဝယ်ထားတယ်နောင်လာမဲ့၄၅နှစ်ကြာရင် resort တွေလုပ်မယ်ဥမာစားတော့ဆိုင်ကြီးတွေဖွင့်မယ်ဥမာကစားကွင်းတွေလုပ်မယ်အဲ့လိုနေရာမျိုးကြာရင်အဲ့လိုဧကကွက်အကွက်ကျဲကြီးတွေကောင်းတယ်နောက်တချို့ကြတော့ခုနလိုအခြားနေတွေပြန်လျှောက်ပြီးတော့လုပ်ကြရလည်းရှိတယ်ဥယျာဉ်ခြံမြေကိုဝယ်ထားပြီးတော့လုပ်ကြရလည်းရှိတယ်အမျိုးမျိုးပေါ့ဒါကတော့နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့သွားရတာပေါ့နော် ဆိုတော့အဲဒါပေမဲ့မြက်မယ်ဆိုလဲတကယ်ဇာပွားနေကိုသွားတာပြောင်းလဲမှုတစ်ခုဥမာပေါ့ဝယ်ထားပြီးတော့ဟိုအပင်နေဆိုက်ထားတယ်အချိန်ညရင် resort တွေဖွင့်တယ်အချိန်ညရင်ပြောင်းတယ်ဆိုလုပ်ငန်းမှာတွဲရောက်တာဒါမျိုးလည်းရှိတယ်ကျိုးကြတော့လေတခါတည်းဒီလိုရောက်လိုက်ကြတယ် hotel resort ဖွင့်ပြီးရောက်နိုင်လည်းရှိတယ်အိမ်ဘင်္ဂလိုအိမ်ဟာလေးနဲ့အစပြုပြီးတော့ရောက်နိုင်လည်းရှိအမျိုးမျိုးရှိတယ်ဆိုတော့အိမ်ချမ်းမြေကိုဒီလိုမျိုးဝယ်မယ်ဆိုလဲတကယ်စာဝတ်စာတမ်းတကယ်နားလည်ပြီးတော့မြေမျိုးစာကိုတကယ်နားလည်ပြီးဝယ်တာဆိုရင်မိတ်ဆွေတို့ပို့ပြီးကောက်နေပို့ပြီးအကျိုးမြတ်များတယ် တခြားဟာတွေထက်ကိုဇာပွားပွားတယ်။နော်အဲ့ဒါကြောင့်ကျွန်တော်ကြံပေးတာကကျွန်တော်ကတော့အိမ်ချမ်းမီသွားမလို့အိမ်ချမ်းမီစကားပြောရဖြစ်နေမှာ။ဒါပေမဲ့ရှင်ကြည့်ပါ။ဘယ်နေရာဘယ်ဒေတာဘယ်ရှုတော့ကပဲကြည့်ကြည့်။ကမ္ဘာမှာလည်းအိမ်ချမ်းမီနဲ့အကျိုးမြတ်များတဲ့လူတွေတကယ်ဘီလီယံနာတွေအများကြီးပဲ။မြန်မာနိုင်ငံမှာလည်းဒီလိုပုံစံမျိုးအိမ်ချမ်းမီနဲ့ရင်းနှီးမြှုပ်နှံမှုတွေအများများနေတဲ့တညတထေးတွေအများကြီးရှိတယ်။ဆိုတော့အိမ်ချမ်းမီနဲ့ပတ်သက်ပြီးတော့ဆာဗတ်ဆာတန်းလေးတွေလုံပုံလုံနီးလေးတွေနားလေဖို့လိုတယ်။ဝယ်ရောင်းဆိုလည်းဝယ်ရောင်းနဲ့ပတ်သက်ပြီးနားလေဖို့လိုတယ်။ ဒီလိုနားလည်မယ်ဆိုရင်မိတ်ဆွေအလုံးလို့ရတာအကျိုးမြတ်များလိမ့်မယ်နော်ဒါကြောင့်ကျွန်တော်တို့အင်ချမ်ပီယံနီမုတ်ယင်းနီမြုံနံမှုတင်တယ်လေးဖွင့်ထားတယ်မိတ်ဆွေတို့တက်ချက်မဲ့တက်မဲ့ဆိုလဲလာ join လို့ရတယ်မိတ်ဆွေတို့တိတိနဲ့အကြောင်းအရာတွေအများကြီးသိသွားမယ်ဆုံးရှုံးတင်တာမဆုံးရှုံးတော့ပဲနဲ့မိတ်ဆွေတွေအကျိုးမြတ်အများကြီးရမယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့ prime ရဲ့ကိုဆိုင်မှာတိတိနာများကျွန်တော်ရဲ့ message box မှာကျွန်တော်ရဲ့ TikTok message မှာရေးသွားလို့ရတယ်အားလုံးကျေးဇူးတင်ပါတယ်